မင်္ဂလာပါကျွန်တော်ချက်တော့ခုနှစ်သားသမီးမိတ်ဆွေများအားလုံးကိုစိတ်နှပြကြည်သာရှင်လန်းအေးချမ်းသာကြပါစေလို့ဥစွာနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့ဆရာပြုံးချစ်ပါနေ့စဉ်နေကောင်းရတာအကြောင်းပြောပြပေးနေတာဖြစ်ပါတယ်မဆောင်25ခုနှစ်မတ်လ16ရက်1386ခုနှစ်တပေါင်းလိုက်ပြီးကျော်9ရက်အင်္ဂါနေ့ဒီကနေ့ကနေကောင်းရတာဆရာရပြောရမယ်ဆိုရင် နေကောင်းရတာမဖြစ်ဘူးလို့ပြောရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြတရားနှစ်ဖြစ်နေလို့ပါ။မြေကံအပြင်ပြောမယ်ဆိုရင်လည်းဆင်းမြေကံပျက်စီးဆုံးရှုံးစေတတ်တဲ့မြေကံဖြစ်နေပါတယ်။ပြတရားရက်ကကျွန်တော်တို့လူလောကတဘာဝရက်ပြတရားဆိုရင်မကောင်းဘူးပျက်စီးတတ်တယ်ဆုံးရှုံးတတ်တယ်လုံးလုံးမသိမှုဘာ မင်္ဂလာကိစ္စမှာဆောင်ရွက်လို့မသိဘူးလို့အများကထင်မှတ်ထားပါတယ်ဒီကနစ်ပြတ္တရာကနတ်ပြတ္တရာဖြစ်တဲ့အတွက်အ धिक မလုပ်ရမယ့်ရှောင်ရမယ့်အရာတွေကတော့ယဟန်ကန်ရှင်ပြုအလူတန်းကြောင်းဆောက်တာကြောင်းလူတာတိန်ဆောက်တာတိန်လူတာထီးတင်တာစတဲ့ဘာသာရေးနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေမလုပ်သင့်ဘူးလို့ရှေးဆရာတွေညွှန်းဆိုထားခဲ့ပါတယ် ကြံတဲ့လောကိတ်မင်္ဂလာကိစ္စတွေဆောင်ရွက်လို့ရတယ်လို့ပြောပြပေးတာဖြစ်ပါတယ်။ဒါပေမဲ့ရှင်မြေကံပျက်စီးတတ်တဲ့မြေကံဖြစ်နေတဲ့အတွက်မင်္ဂလာကိစ္စတွေလုပ်မယ်ဆိုရင်စဉ်းစားချင်းချင်းပြီးတော့လုပ်ရမယ့်ရည်ရွယ်ဖြစ်ပါတယ်။ကျွန်တော်တို့လူလောကသဘာဝအရဘယ်လိုပဲနေကောင်းရက်ကောင်းမဖြစ်ပေမဲ့ရထားလို့မရတာအချိန်နေရွှေ့ပြောင်းလို့မရတာ အရေးပေါ်လို့ရတာအဲ့ဒီလိုမျိုးတွေရှိနေတဲ့အပြင်အခက်အခဲအနှောက်အယှက်တွေကြုံရတာအဟန္တာတွေရှိတာဘယ်လိုပဲအခက်အခဲအဟန္တာအနှောက်အယှက်တွေရှိရှိမဖြစ်မနေလောက်ရမယ့်လုပ်ငန်းတွေအတွက်အေးချမ်းချမ်းနဲ့အောင်မြင်ပြီးမြောက်ဖို့ဆိုရင်အဘမင်းသင်ကလမ်းညွန်ပေးတဲ့အစ္ဆရာတရားရေရေရာကိုပြောပြပေးခြင်းပါတယ်ဒီကနေ့အတွက်နှင်းစီရွက်လအုံသုံးညွန့်စီကို စကုနဲ့ပတ်ခြေကျိုးနဲ့ခြေပြီးတဲ့အခါအရှိတောင်ရောက်ကိုမျက်နှာမူပါရင်နဲ့ရောက်အောင်တေးသေးကြဆွတောင်းပါအိမ်ဖျားမှာပဲဖြစ်ဖြစ်နီးစက်ရဇေဒီမှာပဲဖြစ်ဖြစ်လူတိုင်းပြီးတော့လှုပ်ဆောင်မယ်ဆိုရင်ကိုလှုပ်တဲ့လုပ်ငန်းကိစ္စတွေအားလုံးအေးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ကျွန်တော်တို့တွေအညွန့်အခက်တွေရှာရတာမလွယ်ကူတဲ့အခါအရေးပေါ်လုပ်ငန်းတွေလုပ်နေရတဲ့အခါဒါမှမဟုတ်ကိုက ဘာသာကြဖြစ်နေလို့အညွန့်ခက်တွေနဲ့အစမပြေဘူးဆိုရင်အင်ကြီးပဲဖြစ်ဖြစ်ပဝါပဲဖြစ်ဖြစ်အောက်ထုပ်ပဲဖြစ်ဖြစ်မိန်းကလေးတွေအတွက်လက်ကန်အိတ်ပဲဖြစ်ဖြစ်အနီရောင်ကြက်သွေးရောင်လိမ္မော်ရောင်ရလွယ်ရအရာကိုယူဆောင်ပြီးတဲ့အခါအရှိတောင်ရောက်ကိုမျက်နှာမူပါရင်နဲ့ရောက်အောင်တေးသေးချာဆူတောင်းပါရင်နဲ့ရောက်တေးချာဆူတောင်းပြီးတော့ဆောင်းသွားမယ်ဝတ်သွားမယ်ဆိုရင်ကိုလှုပ်တဲ့လုပ်ငန်းကိစ္စတွေအားလုံးအေးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်း ြောပြပေးလိုက်ပါတယ်ဒီတပေါင်းလမှာအိမ်ဆောက်မယ်ဆိုရင်အိမ်ဆောက်တဲ့အင်ရှင်တွေရွှေငွေရတနာဥစ္စာတွေတိုးပါတာစီးဝါလက်လာပါတွေတိုးတက်လာတာအဖိုးတန်ရတနာတွေပိုင်ဆိုင်ရတာမျိုးပြတ်တက်ပါတယ်အင်္ဂါနေ့မှာအစာအုပ်တွေစတင်ဆောက်လုပ်မယ်ဆိုရင်အင်္ဂါနေ့မှာဆောက်တဲ့အစာအုပ်တွေဆောက်လုပ်တဲ့အင်ရှင်တွေကစီဝါလက်လာပါတွေတိုးတက်တာလက်ပွင့်နာမျိုးတွေဖြစ်တတ်ပါတယ် တပေါင်းလာမှာလက်ထက်ရင်လက်ထက်တဲ့ဇနီးမောင်နှံတွေအိမ်တော်ရဲ့ဆံမပြေတာတယောက်နဲ့တယောက်ခွဲခွာနေရတာကွဲကွာသွားတတ်တဲ့မျိုးတွေဖြစ်တတ်ပါတယ်။သာသမီမမြဲတာသာသမီတွေနဲ့ခွဲခွာနေရတဲ့တမ်းမျိုးလည်းကြုံရတတ်ပါတယ်။တပေါင်းလာမှာမွေးတဲ့သားရတနာတွေကတော့ဘဝမှာစိတ်ထားကြီးကျယ်မြင့်မြတ်တာจิตတည်နေပြည့်စုံတာမျိုးတွေဖြစ်တတ်ပါတယ်။ တပေါင်းလာမှမွေးတဲ့သမီးရတနာတွေကတော့ချမ်းသာတဲ့သူနဲ့အိမ်အောင်ကြတာအရာရှိအရာကန်နဲ့အိမ်အောင်ကြတာပြောရရင်မင်းကတော့စိုးကတော့ဖြစ်တတ်တယ်လို့ပြောပြပေးတာဖြစ်ပါတယ်။လိုက်ပြီးကြောင်း9ရက်နဲ့မှမွေးတဲ့သာသမီးရတနာတွေကတော့အများရဲ့အမိကိုအားထားရာဖြစ်တတ်ပါတယ်။ဒီကနေ့အတွက် ငွေကြေးလှလှပတွေပွင့်ဖို့စီးပွားလုပ်ငန်းနဲ့အဆင်ပြေဖို့ငွေကြေးနဲ့ဆက်ဆိုင်သမျှလုပ်ငန်းကိစ္စတွေအောင်မြင်ဖို့အတွက်ဆိုရင်အယောင်ဝတ်တွေလက်ပွင့်ဖို့ဆိုရင်ပကံများတစ်ချက်ထဲမှာလိန်မော်သီးထဲပါရွှေပန်းရရွှေပန်းထဲပါရွှေပန်းမရရင်ရွက်လှညွန့်ထဲပါလိန်မော်သီးပေါ်မှာအစိမ်းရောင်ဖျောင်းနိုင်မိထုံးပြီးတော့ဖျားလူဆူတောင်းပါ ရင်နဲ့ရောင်သေးသေးချာဆူတောင်းပြီးတော့ဆောင်းသွားမယ်စားသွားမယ်ဆိုရင်တနေ့တာငွေကြေးကိစ္စတွေလုပ်ငန်းတွေအားလုံးအေးချမ်းချမ်းနဲ့ကိုရည်ရွယ်သလို ဖြစ်မယ်ဆိုတဲ့အကြောင်း ပြောပြပေးလိုက်ပါတယ်ကျွန်တော်တို့အမြဲကြုံတွေ့ရတဲ့အချစ်ရေးအိမ်ဆောင်ရေးနှလုံးသားရေးတွေလူငယ်တွေမျက်နှာပွင့်ဖို့အရေးဆိုရင်အုံဒီစိတ် ကျေပကံများတဲ့မှာထဲပါတင်းစီပန်းထဲပါနှင်းစီပန်းသုံးပွင့်ထဲပါ အုံးသီးစိတ်ပေါ်မှာဖျောင်းနိုင်အဖြူရောင်တင်ပြီးတော့မိပူဇော်ပါ ပူဇော်ပြီးရင်စွန့်ပြီးစားသွားတာဆောင်းသွားတာလုပ်ပါဒါဆိုရင်နှလုံးသားရေကိစ္စနဲ့ပတ်သက်တဲ့အားလုံးအေးချမ်းညာနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ကျွန်တော်တို့တွေလူလောကတဘာဝအရအခြေရေးအိမ်ဆောင်ရေးလက်အစဉ်ပြေခြင်းနဲ့ငွေကြေးကလည်းလိုချင်သေးတယ် လက်လက်ပွင့်ကျင်တယ်ကိုလုတဲ့စီးပွားရေးလုပ်ငန်းတွေကလည်းအားလုံးအောင်မြင်အေးချမ်းကျင်တယ်ဆိုရင်ကျွေးပကများချက်ထဲမှာလိန်မော်သီးထဲပါအနီရောင်ပန်းမွင့်ထဲပါနွားနုတ်တစ်ခွက်ထဲပါဖျားလှူပြီးတော့တေးသေးချာဆူတောင်းမှာရင်နဲ့ရောင်တေးသေးချာဆူတောင်းပြီးတော့စားသွားတာစွန့်သွားတာ ဆွင့်ပြီးဆောင်းသွားတာလို့ပါဒါဆိုရင်တနေ့သာကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ဒီကနေ့တွေကံကောင်းစုမိုးတဲ့ကဏ္ဍကတော့358ကဏ္ဍဖြစ်ပါတယ်ဒီကဏ္ဍတွေကကျွန်တော်နှလုံးသုံးလုံးတက်ပြတာမဟုတ်ပါဘူးဒီကနေ့တွေစီးပွားရေးတွေလုပ်မယ်ငွေကြေးကိစ္စတွေဆောင်ရွက်မယ်ဆိုရင်ဒီကဏ္ဍတွေကဒီကနေ့အတွက်စိုးမိုးကံကောင်းနေတဲ့အတွက် ဒီကနန်းတွေနဲ့တိုက်ဆိုင်ညှိနှိုင်းပြီးတော့စီးပွားရေးလှုပ်တာငွေကြေးတွေကိစ္စတွေဆောင်ရွက်တာအဲ့ဒီလိုမျိုးတွေဆောင်ရွက်ရင်ကိုယ့်အတွက်အောင်မြင်စီးပွားဖြစ်ခြင်းရစေခြင်းရှိလို့ဒီငွေငွေကြေးကိစ္စနဲ့ပတ်သက်သမျှကနန်းနဲ့ပတ်သက်သမျှလုပ်ငန်းတွေအားလုံးအေးချမ်းချမ်းနဲ့ကိုယ်ရည်ရွယ်သမျှအောင်မြင်အောင်ပြောပြပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ချက်တော့ ခုနသားသမီးမိတ်ဆွေများအားလုံးကိုစိတ်နှပြကြည်သာရှင်လန်းအေးချမ်းသာရကြပါစေ